ီနေ့စက်တင်ဘာလ16ရက်နေ့ပြည်မှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူနေတဲ့သတင်းနောက်မတ်တီရီကိုဆက်သွယ်မြင်းမြန်းကြည့်ပါမယ်။မင်္ဂလာပါမတ်တီရီရေဒီနေ့သတင်းတွေလိုက်ရင်းနဲ့ထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေကဘာရီမြန်းပြပြချင်တာရှိမလဲရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့နိုင်ငံတော်ဝန်ထူးခြားရေးစီရေးအခြေအနေပြပြချင်ပါတယ်ရှင်။ဒီနေ့စက်တင်ဘာလ16ရက်မနက်4:00ဝန်းကျင်မှာပေါ့နော်။စကိုင်းတိုင်းမုံရွာမြို့မုံရွာမန္တလေးလမ်းမပေါ်ပါလမ်းမပေါ်မှာရှိတဲ့ ဟွန်ရွေးကျေးရွာအနီးမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်းကိုကာကွယ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာဆိုရင်စစ်ကောင်စီတပ်သား၈ယောက်သေဆုံးပြီးရောလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်ရှင်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီကဒီမုံရွေးကျေးရွာကိုစစ်တပ်ကူအင်အားဖြည့်ဖြည့်ရပါဘောနော်ဖြည့်ပြီးရောနေမရှင်းလေးတွေလှုပ်ဆောင်နေတယ်လို့သိထားရပါတယ်။အဲ့လိုတပ်ကူပို့နေရကြောင်းမုံရမန္တလေးလမ်းမမှာရင်းနေတွာလောင်မှုကန့်သက်ထားပြီးတော့ စစ်ဆေးမှုတွေလည်းတင်းကျပ်နေလို့သိထားရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ဒီစတိမလာ16ရက်နေ့မနက်9:00နာရီဝန်းကျင်မှာမန္တလေးတိုင်းမိုးကုန်းမြို့အရှိပိုင်းချမ်းသာကြီးဖရာအနောက်လင်းရောင်ချီဘုံကြီးကျောင်းအနီးကိုဘုံကျဲတက်ခိုက်ခဲ့တာကြောင့်မျိုးသမီးတယောက်တည်ဆုံပြီးတော့နေအိမ်၃လုံးလေးပျက်စီးခဲ့လို့သိရပါတယ်ရှင်။နောက်ထပ်မိုးလွဲပိုင်းမှာပေါ့နော်မန္တလေးမန္တလေးတိုင်းမရယာမြို့နယ်အုတ်ကံကြီးရွာတစ်ဝိုက်ကိုလည်းဘုံကျဲထပ်ပြီးတော့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ဆိုင်ငယ်ပြိုင်ဆိုင်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်50အရွယ်အမျိုးသားတစ်ယောက်နဲ့အသက်30အရွယ်အမျိုးသားနှစ်ယောက်စုစုပေါင်း၃ယောက်တည်ဆုံခဲ့လို့လည်းသိရပါတယ်ရှင်။ ဒါကတော့ဒီကနေ့ထူးခြားတဲ့စီရေးချင်တွေကိုပြောပြပေးကြရပါရှင်။ဟုတ်ကဲ့ပါခုလိုမျိုးသတင်းတွေပြောပြပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါအောင်မယ်ရှင်။ယခု QR ကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ယခု QR ကိုစကန်ဖတ်ပြီး DVP YouTube channel ကို subscribe လုပ်ကနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။